လူချင်းဝဲမရှိကြဘူးပရိသတ်တွေကိုလည်းအားနာပါအောင်ဆိုပြီးတော့ယူနိုက်တက်ကစားမားတွေနီးပြားနဲ့ဘုတ်ဖွဲ့ကိုပါဝေဖန်လိုက်တဲ့ Gary Neville ပရိသတ်များလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အတင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကံရွေးနောက်ခံလူဟောင်း Gary Neville ရဲ့ဝက်ဆန်နဲ့တေးကြခဲ့တဲ့ပွဲပေါ်မှာဝေဖန်သုံးသက်ချက်တွေကကလပ်တင်းရဲ့လက်ရှိရင်ဆိုင်နေရတဲ့စိတ်ပိုင်းဆိုင်ရာ မန်တင်နဲ့အသင်းစိတ်သက်ပိုင်းဆိုင်ရာဒင်းဆက်ပရိသတ်နာတွေကိုဝေဖန်ထောက်ပြလိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ် ဘာစိတ်ဆန္ဒပြင်ပြမှုမှမရှိခြင်းနဲ့ပရိသတ်တွေကိုစော်ကားနေတဲ့လိုမျိုးဖြစ်နေတဲ့ဆိုတဲ့နဗီရဲ့ပြင်းထန်တဲ့စကားလုံးတွေကညတဲ့တင်ရဲ့လက်ရှိချင်းတွေရောရလတ်ထက်ပုံမနဲ့ဆိုင်တဲ့ပြဿနာများရှိနေပြီဆိုတာကိုဖော်ပြနေတာဖြစ်ပါလိမ့်။ဂိုင်းနဗီရဲ့ပထမဆုံးစိတ်ပြတ်မှုကတော့ညတဲ့ဟာရေးကြီးတဲ့အခွင့်အရေး crucial opportunity ကိုဆုံးရှုံးခဲ့ရခြင်းပဲဖြစ်ပါလိမ့်။ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဝက်ဆန်သင်းရဲ့ဘွဲသားညတဲ့တင်နဲ့အနိုင်ရရှိခဲ့မယ်ဆိုရင်သူတို့ကဇာရဲ့ထိပ်ပိုင်းနေထားတဲ့ခုကိုရောက်ရှိသွားမှာပါ။ဒါဆိုရင်အသင်းကဥရောပဘွဲတွေပြန်ကစားနိုင်မှုအတွက်ပုံမလေးနဲ့တဲ့အစီအစဉ်တွေချမှတ်ဖို့ အစာပြုတ်လိုက်သလိုမျိုးဖြစ်လာမှာပါ။ဒါပေမဲ့ကံမကောင်းစွာနေပဲဒီခွင့်ရေးကိုသူတို့အယမယူနိုင်ခဲ့ပြန်ပါဘူးလို့နဗီကပြောပါရီ။ယူနိုက်တက်ဟာဇီယာထိပ်ပိုင်းကိုပြန်လည်ရောက်ရှိပြီးတော့ဥရောပပြိုင်ပွဲဝင်ခွင့် European Qualification အတွက်လေးနက်တဲ့အစီအစဉ်တွေစတင်နိုင်မှုအတွက်ဒီပွဲကအဓိကတော့ချက်ဖြစ်ခဲ့ပါရီ။နိုင်ပွဲတစ်ခုကစိတ်သက်ပိုင်းဆိုင်ရာအားအင် mental momentum ကိုပေးစွမ်းပြီးအသင်းရဲ့ရည်မှန်းချက်ကိုမြင့်တင်ပေးနိုင်ပါရီ။နဗီရဲ့စကားထဲမှာပြန်ပါဘူးဆိုတဲ့စကားကညာတက်ကလိုမျိုးအရေးကြီးတဲ့အခိုက်အတန့်တွေ crucial moment တွေကိုအချိန်မောင်းများစွာဆုံးရှုံးခဲ့မှုတွေအတွက် ဒေါသနဲ့စိတ်ပြက်မှုတွေပါဝင်နေတာဖြစ်ပါတယ်။ဒါကကလပ်သင်းရဲ့ပြက်ကွက်မှုအစဉ်လား pattern of failure တခုလို့ဖြစ်နေပြီလို့နဗီကမြင်နေတာဖြစ်ပါတယ်။နဗီပြောခဲ့တဲ့ဝေဖန်မှုတွေရဲ့အဓိကအနှစ်သာရကတော့ကစားမရီရဲ့စိတ်သက်ခွန်အား mentality ကိုလုံးဝဆုံးရှုံးနေခြင်းဖြစ်ပါတယ်။ဒါကိုနဗီကတကယ်ကိုနားမလည်နိုင်လောက်အောင်ပါပဲ။အသင်းရဲ့ကစားပုံကနှေးကွေပြီးဘောလုံးလက်ခံရယူဖို့ကြောက်နေတဲ့ပုံစံမျိုးတွေနဲ့ဗာစိတ်ဆန္ဒမှပြင်းပြမှုတို့မှမရှိနေပါဘူးလို့သုံးတော့ပါတယ်။ဒီဝေဖန်ချက်ကယခင် Ryan King ရဲ့ပွဲကိုပြီးတတ်ဖို့ကြောက်ရွံ့ခြင်းဆိုတဲ့မှတ်ချက်ကို ခိုင်မာထောက်ခံလိုက်တာလည်းဖြစ်ပါရယ်ဘောလုံးလက်ခံရယူဖို့ကြောက်နေတဲ့ပုံစံဟာအမားလုံးမိမှာစိုးရိမ်နဲ့ယုံကြည်မှုဆုံးရှုံးမှု lack of confidence ကိုပြသပါရယ်ဒါကအာမန်နီးစ်နှစ်ပိုင်းပြဿနာမဟုတ်တော့ဘဲနဲ့စိတ်ပိုင်းဆိုင်ရာယောဂါ mental illness တခုလို့ဖြစ်နေပြီလို့နဗီက မြင်နေတာဖြစ်ပါရယ်ဗာစိတ်ဆန္ဒအပြင်းပြမှုမှမရှိနေပါဘူးဆိုတာကနဗီရဲ့အမြင်အရကစားမားရီဟာအသင်းကိုအနိုင်ရအောင်လှုပ်ချင်တဲ့အားထုတ်မှု effort ပြင်းပြတဲ့ဆန္ဒ intensity နဲ့တိုက်ပွဲဝင်စိတ် warrior spirit တွေပျောက်ရှုံးနေတယ်ဆိုတဲ့အတိတ်ပဲဆောင်းပါရယ် ဒါကအားပေးနေကြတဲ့ပြည်သက်တွေကိုစော်ကားနေတဲ့လူမျိုးဖြစ်နေပါ रे တကယ်ဆိုရင်ကိုင်းထဲမှာလာပြီးတော့အားပေးကြတဲ့ပြည်သက်တွေကိုအားနာတင်နေဆိုပြတော့လေနဗီကပြောထားပါသည်နဗီကပရီးမီးယားလိမှာပြည်သက်တွေပေးဆက်ခဲ့ရတဲ့အချိန်ငွေကြေးနဲ့စိတ်ခံစားမှု time money and emotion တွေကိုလေ့ထားသူဖြစ်ပါ रे ကစားမရရဲ့စိတ်ဆန္ဒမရှိတဲ့ပုံစံကပြည်သက်ရဲ့အားပေးမှုကိုလုံးဝအလေးမထားသလိုဖြစ်နေတယ်လို့သူကပြင်းပြင်းထန်ထန်ဝေဖန်လိုက်တာဖြစ်ပါ रे အားနာတင်နေဆိုတဲ့စကားကကစားမရကိုလူချင်းဝဲမော်ရယ်ဂျူတီရှိကြဖို့တောင်းဆိုလိုက်တာဖြစ်ပါ रे နဗီကသရိုခင်းတဲ့ဒီဘက်ခေကစားမရရဲ့ဂရီကဝိကွန်မစ်မန့်မှာကြီးမားတဲ့ကွာဟာချက်ရှိနေရလို့ယူဆပါရီဒါကိုကျွန်တော်ခေကနဲ့မတူတော့တဲ့အချက်ကဒီဘက်ခေမှာကစားမရီကအတင်းအတွက်ပေးဆက်ကစားလို့စိတ်နေပါသွားကြတယ်ဒါကောင်းတဲ့ချက်မဟုတ်ပါဘူးဆိုပြီးတော့နဗီကပုံဖော်ပြောကြားထားပါရီလက်ရှိခေတ်ဘောလုံးသမားတွေကအလွန်မင်းမြန်မာတဲ့လာစာရီရရှိနေကြပြီမြေကလပ်တင်းအတွက်အသက်ပေးဆက်ကစားခြင်းနဲ့စိတ်ချက်ပြောင်းရှုံးနေရလို့နဗီကမြင်နေတာဖြစ်ပါရီနဗီတို့ခေကကစားမရီဟာကလပ်တင်းရဲ့ဂုံတိတ်ခါကလပ်ပရိုက်အတွက်ကိုဂျိုးစွန်နေတာခံလေးရှိကြပါရီ နဗီကကစားမားတွေကိုဝေဖန်ရုံမကဘဲနဲ့နီဗျားနဲ့ဘုတ်ဖွဲ့ဟိုပါတောင်းယူဖို့တောင်းဆိုလိုက်ကြတဲ့ဖြစ်ပါတယ်။နီဗျားကအစကစားမားတွေဆုံးဒီလိုပုံစံကြီးနဲ့ဘယ်လိုလုပ်ကြမှာလဲ။ပြီးခဲ့တဲ့နေရာဒီမှာအတင်းဘက်ကလည်းလိုအပ်နေတဲ့နေရာတွေကိုတန်ပေါင်းများစွာအသုံးပြီးဖြည့်ဆည်းပေးထားခဲ့တာပါ။ဆိုပြီးတော့နဗီကပြောကြားခဲ့တာပါ။နီဗျားရိုဝင်အမော်ရင်ရဲ့တာဝန်ကကစားမားရဲ့စိတ်ဓာတ်ခွန်အားကိုပြန်လည်မြင့်တင်ပေးဖို့ဖြစ်ပါတယ်။နဗီကနီဗျားဟာလူမျိုးပြဿနာကိုထိထိရောက်ရောက်မဖြေရှင်းနိုင်ဘူးလို့ဝေဖန်လိုက်တာဖြစ်ပါတယ်။အီလယ်လယ်ကြီးနဲ့ကြည့်ရတာအဆင်မပြေပါဘူးဆိုတာက နီးပြားရဲ့နီးစနစ်ကဘွဲကိုလျင်မြန်စွာကစားနိုင်အောင်လို့တွန်းအားမပေးနိုင်ဘူးလို့ဝေဖန်လိုက်တာဖြစ်ပါတယ်။နောက်တကပြီးခဲ့တဲ့နေရာဒီမှာကစားမခွေမှုတွေအတွက်တန်ပေါင်းများစွာသုံးဆွဲခဲ့ပါတယ်။လျမျိုးကြီးမားရဲ့ယင်းနည်းမြောက်နံမှု investment နဲ့လက်ရှိရလက်နဲ့ကစားပုံအစဉ်တန်းဟာလုံးဝမမျှတဘူးလို့နဗီကထောက်ပြလိုက်တာဖြစ်ပါတယ်။ဂရီနဗီရဲ့ဝေဖန်ချက်ဟာ Manchester United အသင်းကရလက်ဆိုရီကနေယုံထွက်နိုင်မှုအတွက်စိတ်ပိုင်းဆိုင်ရာကိုကျင်တရားပိုင်းနဲ့ဘေးဆက်လူစိတ်တွေမှာစစ်မှန်တဲ့ပြောင်းလဲမှုတွေလိုအပ်နေပြီဆိုတဲ့သတိပေးချက်ကိုပေးလိုက်တာဖြစ်ကြောင်းပါဗျာ။ နဗီရဲ့စကားဒီပေါ်မှာညီကိုတို့ကရောဘလို့မြင်ကြလိမ့်မလားပြောပြပေးသွားခဲ့ကြပါဦးမြောက်စုံထိလိုက်ပါကြီးရှူပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါရမြောက်